ားလုံးပဲမင်္ဂလာပါရှင်။တနင်္ဂနွေသားသမီးများအတွက်ဒီစက်တလပိုင်း16ရက်နေ့ကနေပြီးတော့28ရက်နေ့အထိမိမိတို့ကံအားဖြင့်ကြုံဆုံတွေ့ရမယ်ကံအကြောင်းတွေနဲ့တူမိမိတို့ဆောင်းရင်ရှောင်းရင်နေမိမိတို့အတွက်ငွေကြေးလလပါပြေဝစေနိုင်မဲ့ရရရအဆောင်တွေကိုပြပြပေးမှာဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများအတွက်ဒီလိုကာလဟာလုံအောင်နဲ့ပတ်သက်ပြီးတော့အောင်မြင်ခြင်း အဆင်ပြေခြင်းတွေကြုံတွေ့ရမဲ့ကာလမျိုးတွေမှာရှိတယ်အဲဒါမှတခုရှိတာကလဝန်းနဲ့ပတ်သက်ပြီးတော့အတိုက်ခံရန်ပေါ်တယ်မိမိလက်ရှိရောက်ရှိနေတဲ့နေရာနဲ့ဖြုတ်ချမဲ့သူမိမိလဲကြွားဖို့အတွက်ကိုထိုးနှမဲ့သူမျိုးတွေရှိတဲ့ကာလမျိုးမှာရှိပါတယ်အဲ့တော့ဒီလိုကာလမှာအပြာအဆိုင်တိုက်ခံပေါ်တယ်အတိုက်ခံအတိုက်ခံနေကြမှာ အောင်မြင်ဖြစ်ဖို့မဲ့အချိန်ကားလို့ပြောလို့ရတယ်အဲ့တော့ ိုယ့်ရဲ့စိတ်နဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီလိုကာလမှာစိတ်လေးနေတာတွေများတယ်မိမိလက်ရှိရှိတည်နေတဲ့နေရာမှာ ဖြစ်တည်နေတဲ့နေရာမှာအလိုမကျဘူးအဲစိတ်စိတ်ကတိရောက်ဖြစ်တယ်ပျော်ရွှင်မှုမရှိဘူးထပ်ပေါင်းအနေနဲ့ထထွားကျင်တဲ့စိတ်ဆန္ဒမျိုးတွေဖြစ်နေတတ်တဲ့အချိန်ကာလမျိုးရှိတယ်။အဲ့တော့ပျော်ရွှင်မှုပျော်ရွှင်မှုကို စိတ်ကရှာဖွေနေတယ် လှုပ်ချနေတယ်ပေါ့နော်အဲ့လိုမျိုးနေတာမျိုးရှိရလက်ရှိမိရောက်နေတဲ့နေရာမှာပျော်ရွှင်မှုအားနည်းတယ်လို့ပဲပြောရမှာပေါ့နော်ကံအားမြင့်ကြည့်မယ်ဆိုရင်ကံကညံ့နေတာမဟုတ်ဘူးအဲ့တော့လှူရှားရုန်းကန်ခြင်းနဲ့သူအအောင်မြင်မဲ့အချိန်ခါမျိုးမှာရှိတယ်ငြိမ်သက်သက်လေးနဲ့အေးအေးဆေးတော့ရရှိလာမှာမဟုတ်ဘူးစူးစမ်းရတယ်စူးစမ်းတလောက်အောင်မြင်မယ်နောက်တစ်ခုငွေကြေးပိုင်းဆိုင်ရာငွေကြေးနဲ့ပတ်သက်ပြီးတော့ဒီလိုကာလမှာ ဝင်ခြင်းနဲ့ပတ်သက်အဖက်ဖက်ကနေဝင်လာဖို့ကံအားရှိတယ်။မိမိကိုချစ်တယ်လို့ဝင်လာခြင်းမိမိကိုကကူညီဖို့လို့ဝင်လာခြင်းနောက်တစ်ခုကယဉ်ကျေးမြုံနံမှုတွေရဲ့အကျိုးလက်ပြက်အကျိုးအမြတ်ကိုပြန်လဲရရှိခြင်းဆိုတဲ့ကံတရားတွေကငွေရေးချေးများပြန်ဝင်လာဖို့ကံရှိတယ်။သို့ပေမဲ့လည်းလို့တစ်ခုရှိတာကငွေဝင်လာတဲ့လောက်ကိုထွက်မှာအဲ့တော့ထွက်တဲ့ ထွက်တဲ့လို့ထွက်တာမျိုးရှိတယ်လို့မျိုးမထွက်သွင်းမဲနဲ့ထွက်နေတာမျိုးတွေလည်းများစွာရှိနေတယ်ဒီလိုကာလမှာအတုံးအဆွဲနဲ့ပတ်သက်ပြီးတော့တအားဂယူဆိုင်မှတာလင်အဆင်ပြေလိမ့်မယ်ဘာလို့ဆိုမလို့အပန်းနဲ့အကြောင်းမျိုးကြောင့်အကုန်ကြာခြင်းမျိုးများနေတတယ်ပေါ့နော်နောက်တစ်ခုကအခြေရေအခြေရေနဲ့ပတ်သက်ပြီးတော့တဲ့ဒီလိုကာလမှာအခြေရေနဲ့ပတ်သက်ပြီးတော့မိမိခံစားခဲ့တဲ့အရာတွေရဲ့ကောင်းမှုနဲ့ကံတွေပြန်ရလာလို့ရှိတယ်ဒီလိုကာလမှာ အခြေစံတအားပွင့်မိမိကိုချစ်ခင်သူမိမိရဲ့အခက်ခဲတွေကိုဝိုင်းဝန်းဖြေရှင်းမိမဲ့သူပေါ်လာဖို့ကံရှိတယ်အဲ့တော့အခြေကံတအားကောင်းပါတယ်အခြေနဲ့ပတ်သက်ပြီးအသေးကွဲနေတဲ့သူတွေဆိုဒီလိုကာလမှာပြန်လှည့်ပြီးတော့မိမိကိုနှစ်သိပ်ပေးမဲ့သူတွေရောက်ရှိတတ်တယ်ပေါ့နော်အချင်းနဲ့ပတ်သက်ပြီးတော့မိမိကိုနှစ်သိပ်ပေးမဲ့သူချစ်ခင်မဲ့သူတွေပေါ်တတ်တဲ့အချိန်ကာလမျိုးမှာရှိပါတယ်။အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်ပြီးရဲ့ဒီလိုကာလမှာ ပြန်လည်ညှိနှိုင်းရရှိလိမ့်မယ်အဲ့တော့အချင်းနဲ့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အဆင်မပြေသေးဘူးတဲ့သူတွေဒီလိုကာလမှာပြန်လည်ညှိနှိုင်းပြီးတော့ရရှိတတ်တယ်တခုတော့ရှိတယ်ငကိုစိတ်လုံမျိုးဒေါနဲ့မောနဲ့တွားလို့လို့မရဘူးအဆင်မပြေဘူးတတိချာချာနားလည်းမရှိနဲ့ညှိနှိုင်းဖြည့်ရှင်းလိုက်လို့ရှိရင်အောင်မြင်သွားရတယ်ငကိုနဲ့မတူတဲ့အေဂျင့်နဲ့ချက်ချင်းမေတ္တာနဲ့အိမ်အောင်အိမ်အောင်ကြီးကိုပြန်လဲတိဆောက်ဖြစ်တဲ့တယ်ပေါ့နော်အဲ့တော့အိမ်အောင်ကြီးကံလဲသူ့အောင်သူကောင်းပါတယ် အဓိကကိုကိုရာကိုကိုကိုယုံကြည်မှုပြောင်းနေတတာကိုကိုကိုအရှုံးပေးခြင်းနဲ့စိတ်တွေပေါ်နေတတာမျိုးတွေဒီလိုကာလမှာဖြစ်တည်တတ်တယ်ပေါ့နော်နောက်တစ်ခုကညံ့တဲ့အချက်ကကျမကြီးနေငယ်ညံ့နေဒီလိုကာလမှာကျမကြီးနဲ့ပတ်သက်ပြီးတော့ဆွမ်းနာပြောတဲ့လူဆိုတာတဲ့စိတ် ိတ်ကစိတ်အားငယ်တာမျိုးဖြစ်တတ်တာကျမရင်းနဲ့ပတ်သက်ဖြစ်တယ်ဆိုလို့ရှိရင်ခေါင်းကိုက်ဝေဒနာခံစားရတတ်တယ်ပြီးတော့နောက်တစ်ခုကတကုတ်ကုတ်ပေါ်မှာအထိတ်တလန့်ဖြစ်တတ်တယ်အားငယ်တတ်တယ်အဲ့ဒါကျမရင်းနဲ့ပတ်သက်တဲ့အညံ့ညာအတူစာကြီးပေါ့နော်အထိတ်တလန့်ဆိုလို့ရှိရင်နှလုံးနဲ့ပတ်သက်အားနေတာမျိုးတွေဖြစ်တတ်တယ်အဲ့ခေါင်းကိုက်ခေါင်းအဲ့လိုဖြစ်တတ်တယ်နော်ပြီးတော့လေနဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေခံစားရတတ်တယ်အဲ့တော့ဒီလိုကာလမှာမိမိကိုခိုက်သွားညံ့သွားစေတာကမိမိရဲ့ ားမွန်တဲ့စိတ်ထားကြောင့်အယောင်ဆိုးခံရလွယ်တယ်ဒီလိုကာလမှာကိုကကောင်းသားရဲ့သူတွေကပြန်လဲပြီးတော့နှိမ့်ဆက်ခြင်းခံရတတ်တယ်အဲ့တော့ဒီလိုကာလမှာအယံသဘောကောင်းလို့မရဘူးအယုံလွယ်လို့မရဘူးနောက်တစ်ခုကကြတော့မိမိနဲ့အယံကိုခင်မင်မှုတဲ့သူတဦးရဲ့တဦးနဲ့ပေါ့နော်မိမိကိုအဲပြဿနာဖြစ်တတ်တယ်မိမိပေါ်မှာသစ္စာဖောက်ခြင်းကိုခံရတတ်တယ် အဲ့တော့ဒီလိုကာလမှာကပြောမယ်ဆိုလို့ရှိရင်လူယုံထားလို့မရတဲ့ကာလမျိုးမှာရှိတယ်အောင်မြင်လိမ့်မယ်အစဉ်ပြေလိမ့်မယ်အဲ့တော့ကံတရားချင်းမဲ့သူကောင်းတဲ့ဘက်ကိုသွားနေတာတတိကြီးနဲ့လို့ပါအောင်မြင်မယ်ဖြစ်ထုံးမယ်မိမိတို့ယုံကြည်ထားတဲ့ဆန္ဒအတိုင်းကို ဖြစ်မြောက်လွယ်တဲ့အောင်မြင်လွယ်တဲ့ကာလမျိုးတွေမှာရှိပါတယ်နောက်တစ်ခုကတော့လက်ရှိလက်ရှိအခြေအနေတစ်ခုကမိမိကအရေးကြီးကိစ္စကြုံလို့ သွားမယ်အဲပြောဖို့ဒီအစည်းအဝေးတွေတက်ဖို့ဒါမှမမိပြောစကားအောင်ဖို့အကြောင်းတစ်ခုရှိလို့သွားကန်နေအချိန်မှာပြုလို့ဆောင်ရတဲ့နေရေတရားကြတော့အောင်မြင်ဖို့အတွက်ပေါ့နော်ပြုလို့ဆောင်ရတဲ့နေရေတရားကပန်းကုန်းတကုန်းမဆော့ပြားရှင်လူတန်းမှုမှာသွားပါပန်းကုန်းဆိုတာကကြတော့ကျမတို့ဒီအနက်ပါတော့စပယ်ပန်းကုန်းတို့ခရီးပန်းကုန်းတို့လှူရလို့ရတယ်လှူပြီးနောက်မှာမှသွားပါလှူပြီးနောက်မှာအဆောင်အဖြစ်ကကြတော့ဒီအနေအောင်ပဝါပိုင်းနဲ့တကူဆောင်ပြီးတော့မှသွားပြီပါမမီးရဲ့အဆောင်ကောင်းဖြစ် ဖြစ်တွန်းစေရပေါ့နော်ငွေချင်းလာပါအတွက်တောင်းပန်အောင်ပြုလုပ်ဆောင်ရတဲ့နေရာကတော့ဒီအတောင်ပါတဲ့တံတဝါလေးအစာကျွေးတာအပြောမလို့စာကလေးတို့အကြီးကန်းတို့ခိုးတို့အဲ့လိုမျိုးအစာကျွေးရဲ့အရာကိုပြုလုပ်ဆောင်ပေးပါနောက်တစ်ခုကဒီဆဲရတာကာလာလုံးကာလာလုံးတို့မိမိရဲ့ဆောင်ရွက်တွေနဲ့မိမိတို့ရဲ့ကံအားကောင်းမွန်စေတဲ့ရည်ရည်ရကြတော့ဓလေးပါလူတိုင်းကြီးကုသိုလ်ပြုလုပ်ပေးပါပြောမလို့ဆိုလို့ရှိရင် ရေရဲအမွှေးနှမ်းသာစီမီတတိဝလံအဲ့လေးမျိုးလုံးပါတဲ့တခါတပြိုင်တည်းပေါ့နော်လူဒန်းပြီးတော့မဆော့ဘုရားချို့လူဒန်းတာထိုကုသိုလ်တွေကိုအမြန်ပေးတာအဲ့လိုမျိုးလေးတွေပြုလို့ဆောင်ပေးပါအဲ့မမီးရဲ့ကံရဲ့ကောင်းမှုစေအထောက်ပံ့ကောင်းရရှိစေမှာဖြစ်ပါတယ်။တနည်းအားဖြင့်ချမိတ်ဆွေများအားလုံးအေးချမ်းသာပျော်ရွှင်သောမမီးတို့လိုချင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်သော သူများဖြစ်ကြပါစေရှင်။